မင်းသမီးတွေထက်တာတဲ့တိန်းတောင်းဂျော်ဒန်မင်္ဂလာပွဲကြီးကျင်းပသွားမယ်မိဘကြီးပရိသတ်တွေအားလုံးပဲမင်္ဂလာပါရှင်မိဘကြီးကဗီဒီယိုဇာတ်ကားခင်မှာဒုတိယမင်းသမီးအနေနဲ့ဝင်လာခဲ့ပြီးမြောက်ပိုင်းမှာဇက်ပုတ်မင်းသမီးအဖြစ်သာလှုပ်ဖြစ်လာခဲ့ရပါကိုဗစ်ကာလမှာလည်းမိဘကြီးက live stream တွေရောင်းကအတော်လေးကိုနာမည်ကြီးလာခဲ့တာပါဒီပိုင်းလည်းအဆင်ပြေလာတာမို့မိဘကြီးကမင်းသမီးတွေနဲ့အပြိုင်ချမ်းသာလာခဲ့ပါ යි လက်တော်မှာဆိုရင်မေပကြီးရဲ့မင်္ဂလာပွဲတွေကအတော်လေးကိုနာမည်ကြီးနေရပါမေပကြီးကလုပ်ငန်းရှင်ချစ်သူကောင်းလေးနဲ့လက်ထပ်ခဲ့တာဖြစ်ပါတယ်မေပကြီးကဇက်ဖို့မင်းသမီးလေးဖြစ်ပေမဲ့သူ့မင်္ဂလာပွဲနဲ့အတူတခြားမင်းသမီးတွေကိုတောင်ရှင်နိုင်ပါတယ်မေပကြီးနဲ့ဇိုးပြည့်တဇင်တို့ကလက်ထပ်ခွင့်တောင်းခံရတဲ့မင်္ဂလာဆွမ်းကျွေးရဲ့အချိန်ကအတူတူပဲဖြစ်ခဲ့ပါတယ်ဒါကြောင့်မို့နှစ်ယောက်လုံးရဲ့မင်္ဂလာပွဲတွေကနှိုင်းချင်စရာဖြစ်လာခဲ့ပါတယ်ဆိုပြည့်တစဉ်လိုနာမည်ကြီးမင်းသမီးနဲ့ရှင်ခံရချိန်မှာတော့မိဘကြီးရဲ့ပွဲလေးတွေကလူပြောများခဲ့ရပါ မေပကြီးကပရိဝဲတွင်နေဆိုလဲတိချကိုပြင်ဆင်ခဲ့ပါတယ်။ဒါအပြင်မင်္ဂလာပွဲလေးတွေကလည်းအယိုးရှင်ဆုံးနဲ့နန်းဆန်ဆန်ဖြစ်နေခဲ့တာပါ။ဒါကြောင့်မို့လဲမေပကြီးကမင်္ဂလာပွဲစီစဉ်တာတော်ရဲလို့ရှိကျကြတာဖြစ်ပါတယ်။လက်ထက်ခွေတောင်းတဲ့ပွဲလေးနဲ့လက်မှတ်ရေးထိုးပွဲလေးကိုသာကျင်းပခဲ့တာမို့အဆိုပါနှစ်ပွဲနဲ့သာပြီးသွားလိမ့်မယ်လို့ထင်နေကြတာပါ။တကယ်တော့အပွဲကနှစ်ပွဲနဲ့တည်းမပြီးသေးပဲနောက်ထပ်ပွဲတွေပါရှိသေးရပါ မေပကြီးကလည်းမင်္ဂလာပွဲကိုအကြီးကျယ်ဆုံးအခမ်းအနားဆုံးဖြစ်အောင်လုပ်ချင်တာပါ မင်္ဂလိဆိုတာတသက်မှာတစ်ခါသာမင်္ဂလာပွဲကျင်းပရတာဖြစ်လို့သူ့မင်္ဂလာပွဲကိုအစီကားဆုံးဖြစ်အောင်လုပ်မယ်လို့စဉ်းစားထားပါ යි သူစဉ်းစားထားသလိုလဲမင်္ဂလာပွဲကအခမ်းအနားဆုံးဖြစ်လာပါ යි ခင်မုန်းဖြစ်သူကလည်းသူ့ဆန္ဒအတိုင်းသာပေးလို့ထားမို့မိဘကြီးကမင်္ဂလာပွဲကိုနှစ်ပွဲကျင်းပသွားမှာပါ28ရက်နေ့ကျရင် Novotel Hotel မှာမင်္ဂလာပွဲကျင်းပသွားအောင်ပါ ိုဗိုတဲကနမဲကြီးဟိုတယ်ဖြစ်တာမို့အမှုပညာရှင်တွေအတွက်မင်္ဂလာပွဲအကျဉ်းပါရဆုံးနေရာဆိုလဲမှတ်မှားပါဘူး။မေပကြီးကလည်းအဆိုပါဟိုတယ်မှာသူ့ရဲ့မင်္ဂလာပွဲကိုအခမ်းအနားဆုံးလုပ်သွားမှာပါ။ဒါအပြင်ညစာစာမင်္ဂလာပွဲကိုလည်းနောက်ထပ်ဟိုတယ်တစ်ခုမှလုပ်မှာလို့သိရပါပြီ။ဟိုတယ်ရွေးနေတော်ဖြစ်ကဘယ်ဟိုတယ်လဲဆိုတာမသိချသေးပါဘူး။အဆိုပါပွဲရီကြရင်အမှုပညာရှင်အများအပြားဖိတ်မှာလို့လဲသိရပါပြီ။မင်္ဂလာပွဲရဲ့တံပိုးကလည်းတိမ်ပေါင်းများစွာကြာတင်နေပြီဖြစ်ပါပြီ။ ဒီကုန်ကြမ်းကြီးတွေကိုခင်မိုးဘက်ကနေလဲဘာမှမငင်းညူပဲဖြည့်ဆည်းပေးတာပါဒါအပြင်မေပကြီးကိုရိုင်းကလည်းအတူတူစူးစားကာဆူဆောင်းခဲ့တာပါတသက်မှာတစ်ခါသာကျင်းပရတဲ့ပွဲဖြစ်တာမို့အခမ်းအနားဆုံးကျင်းပသွားဖို့မျှော်လင့်ထားတယ်လို့သိရပါတယ်မေပကြီးကအသက်35နှစ်မှလက်ထပ်ခဲ့တာဖြစ်ပါတယ်ရှီမာတို့ကမိခင်ကိုလှုပ်ကြွေးခဲ့ကလူရာအလုံးဖြည့်ဆည်းခဲ့ပါတယ်မိဘကိုလှုပ်ကြွေးခဲ့တဲ့သမီးလေးဖြစ်တာမို့လဲအိမ်အောင်ကြတဲ့အချိန်မှာကံကောင်းပါတယ် လက်ရှိခင်မွန်းကလည်းမိခင်မကွယ်လွန်ကလေးကသဘောတူခဲ့သူပါမိဘတွေကလည်းမိပကြီးကိုစိတ်ချလို့သဘောတူခဲ့ရပါမိပကြီးမှာညီမလေးတယောက်ရှိကလက်ရှိအချိန်မှာညီမလေးကိုလည်းပြုစုစောင့်ရှောက်နေရတာပါလက်ထပ်ပြီးသွားလဲမိဘတွေကိုစားညီမလေးကိုဆက်လက်တာဝန်ယူသွားအောင်ပါပါမိပကြီးကလက်ထပ်ပွဲတွေကျင်းပသွားပြီးသူ့စီးပွားရေးတစ်ခုကိုလည်းချပြလာမှာပါစီးပွားရေးလုပ်ငန်းတစ်ခုကိုစတင်လုပ်နေပြီဖြစ်ကနောက်ဆိုရင်စီးပွားရေးနဲ့အမှုပညာကိုဗန်းမြအောင်လုပ်ကိုင်သွားတော့မှာဖြစ်ပါ යි မေဘကြီးရဲ့လက်ထပ်ပွဲတွေကဘလောက်ခမ်းနားသွားမယ်ထင်လဲဆိုတာပြောပြပေးခဲ့ကြပါအောင်ရှင်ကြီးစုပေးခဲ့ကြလို့ကျေးဇူးတင်ပါတယ်